မင်းတို့တရဲမနဲ့အအပြဲလို့ရိုက်တဲ့ဆင်းမျိုးလေးပါတယ်ပေါ့နော်အမရိုက်ခင်အဟကိုချိမယ်နော်အကျိုးပြောရတယ်ပေါ့နော်အတန်အတန်ဟိုအဲ့လိုရှိသမျှအတန်အားလုံးကိုထုတ်တုံခိုင်းတယ်ပေါ့နော်ဆိုတော့ဒီကားရဲ့ပထမဆုံးနေ့မှာအဖျားလေးနဲ့ခေါ်ရစင်ရရိုက်တာဆိုတော့ပြီးတော့အဲ့ကနိုင်စင်ပထမဆုံးဝင်ရတာပေါ့ဒိပြနုရယ်လို့ပဲပြောရမှာမသိဘူး ပြီးအိတ်စင်းပထမဆုံးမှောင်ပြီးရိုက်တဲ့ချိန်အရင်မှောင်နေပြီးမိုးတွေကလည်းကျွာနေတာပြီးတော့ရိုက်တဲ့ချိန်ကျတော့တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေရောနည်းနည်းလေးရောရေခုန်နေပါတယ်အစီတရေနနာပါဝါကောင်းတော့မြင်နေရတယ်အဲဒီကနေ့ကောနော်ပန်ဒိုရာဆိုတဲ့ရုပ်ရှင်ကမှမြတ်ပီတီဆိုတဲ့ကောင်မလေးပေါ့အဲ ။လေးကတရေတွေကိုမြင်နိုင်တယ်။ပြီးတော့တရေဆိုတာဒီဟိုနနာဘဝတွေမြင်အမမြင်အပ်တဲ့ဟိုဟိုသူကကြားထဲကနေပြီးတော့အာဒါသူ့ကိုအခုကြီးတောင်းတဲ့သဘောမျိုးပေါ့နော်။ဆိုတော့ငငယ်လေးကသူကနေဒီသူကအဲ့လိုစိတ်နဲ့ဖက်တန်းခဲ့ရတဲ့သူ့ဘဝကိုပေါ့နော်။အဲ့လိုဇက်ကောင်ကြီးကနေပြီးတော့မြေတယောက်ဆောင်ထားပါတယ်။အဲဒီနေ့ကောက်ကူလောင်ဟိုလက်အောင်ဝါရလေဟိုအမေကချိန်ပါလေဟိုတကယ်အမေတကယ်လေးရောမမထင်ထားဆိုတော့လေဟိုဟိုလည်းရက်နေပြန် ကားရိုက်တုန်းကတော့အမတ်ကျအနေနဲ့တော့လို့ဟိုဇောင်းဝင်ကန်းနေတရုတ်ဆောင်တဲ့ချိန်မှာတော့တကယ်ဟိုခြောက်ဆန်းစရာပြီးတော့ဒီ setting နေပြီးတော့ lighting နေအသေးချာအဲ့နဲ့ဟိုပြီးတော့ရိုက်ထားတာပေါ့နော်ဆိုတော့အဲ့လိုအမတ်ကျဆိုတာထက်ဒီဟိုနှစ်ယောက်ကြီးကကိုနေဝင်းနဲ့တရုတ်ဆောင်နေစင်းပေါ့နော်မင်းနဲ့အဲ့လိုအာတရဲဝင်ပူတယ်ကိုနေဝင်းကနေပြီးတော့ဒါတရဲမဟိုနှင်းထုတ်ခဲ့စင်းအဲ့လိုမျိုးရီဆိုလို့ရှင်တော့အဲ့စင်းနေရတာဟာဒါ မင်းတို့တရင်မနဲ့အအပြဲလို့ရိုက်တဲ့ဆင်းမျိုးလေးပါတယ်ပေါ့နော်အဲ့လိုဆိုတော့ rehearsal ခဏခဏလုပ်ပြီးတော့ဒါအနေအောင်တိုင်ပင်ပြီးတော့ဒါရိုက်ကူးကြရယ်ပေါ့နော်အ director coding ဆိုလို့ရှိရင်လည်းဒါရင်းနေရလဲ coding နဲ့ဆိုရင်ဘယ်အရှိမှဒါရည်ရွယ်မှုတို့ပြမုန်းခွင်းတို့ဒါကို coding ရဲ့ဇညုံးနေပြီပဲ coding ရဲ့ဇညုံးဆိုလည်းအရင်ကောင်းနေပေါ့ဒီကားဆိုလို့ရှိရင်အရှိမှ coding ရိုက်ခဲ့တဲ့ကားလည်းအရင်ကောင်းနေဒီ pandora select coding ဇညုံးရေး coding ရိုက်ခဲ့ပြီးတော့ coding ကမချိုက်နဲ့မချင်းပေါ့ပြီးတော့ အဓိကအဲ့လိုမျိုးမင်းရဲ့ idea ကိုချက်လဲဟိုကိုဒီကသူ့သူ့လိုချင်တဲ့ idea ကိုပြောပြရဲပေါ့နော်အဲ့တော့မရမချင်းတဲ့တရုပ်ဆောင်နဲ့အဲပြီးတော့ဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အဲမရိုက်ခင်အာကိုချိမယ်နော်အဲသူပြောရဲပေါ့နော်ဒါပေမဲ့ rehearsal ခဏခဏလုပ်ပြီးရောရိုက်တော့စင်ပြီပါတယ် တကယ်လည်းပြမရှိရတယ်နော်ပြီးတော့ဒီမှာကျတော့မင်းတို့ဒီကမရိုက်ခင်တည်းကမီတင်တွေခဏခဏလုပ်တယ်ပေါ့နော်ပြီးတော့ကိုကြီးကအဲလောက်အောင် ID ကိုတကူတကူတိုင်းလဲလုပ်ပြရတယ်ပြီးတော့တူလိုချင်တဲ့ခုနပြောလို့တူလိုချင်တဲ့ပုံစံပေါ့နော်ပြီးတော့မျက်လုံးကအစပြီးတော့အတန်ပေါ့အတန်အစဟိုအများကြီးဒါဟိုပြပြတော့လေအဲမရမချင်ဘူးအတန်ဆိုလို့ရှိရင်လဲအဲ့လို အာဖက်သွားလို့ကတော့အဲ့လို oral စင်နေပါတယ်ပေါ့အဲ့ဒါဆိုတော့သူအတန်အတန်ဟိုအဲ့လိုရှိသမျှအတန်အားလုံးကိုထုတ်တုံခိုင်းတယ်ပေါ့နော်ဆိုတော့ဒီဒီကားတော့အဲ့လိုမျိုးအာအိုက်တင်ကအပြောင်းလဲလေးဖြစ်တာပေါ့နော်ဟိုကိုဒီလည်းအများကြီးပဲပြတယ် I think chain ကတော့အဲ့လိုဒါ writer နဲ့ဇာညုံးရဲ့ဟိုအတိုင်းပဲတရုပ်ဆောင်တာပေါ့နော် writer နဲ့ခုနကပြောလို့ကိုဒီကသူလိုချင်တဲ့ဟောင်အသေးစိတ်ကအစပြောပြပေးတာပေါ့နော်အနေနဲ့လိုနေလဲလိုနေရညားရင်လည်းညားရင်အဲ့လိုလေး idea ကိုကြည့်ပေးရဆိုတော့ဟာလောကအဆင်ပြေပါဘူး ိုးတော့မကြောက်ပါဘူးဒါရုပ်ရှင်ကားဆိုတော့ပြီးတော့မေတို့ကရိုက်နေတဲ့အချိန်မှာဘေးနားမှာလဲဒါကုအခွက်တွေရှိတယ်ပြီးတော့ဒါ lighting ဖွဲ့တွေရောအများကြီးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးကြောက်လန့်တာဆိုတော့ကိုကိုကိုရဲ့ character ကိုတော့အကောင်းဆုံးပုံပေါ့အဲအဲ့လိုအဲအဲ့လိုမျိုးတော့မရှိတကယ်ဟိုကပေါ့ make up လိမ်ထားရဲ့ဒါတရေတရေ make up လိမ်ထားရဲ့အချိန်မျိုးတွေဆိုညီမလေးတို့ကြည့်လက်လန့်တာမျိုးလေးတော့ရှိဒါမေတို့ရဲ့မြင်အမြင်အကျယ်အရာတွေဆိုတော့ရုံမှာရဲ့ဒါတကယ်ရရှိတာပဲနော် ဲ့လိုမျိုးတော့မကြုံဘူးပါဘူးအဲ့လိုမျိုးတော့မကစားဘူးပေါ့နော်ဟိုဟာပေါ့ damage ဒီကားမှာအဲ့အိတ်စင်ကပထမဆုံးဒီကားပထမဆုံးနေမှာအဖျားလေးနဲ့ခေါ်ရစင်ရရိုက်တာဆိုတော့ပြီးတော့အိတ်ကား night sim ပထမဆုံးဝင်ရတာပေါ့ပြီးတော့အိတ်စင်ပထမဆုံးမှောင်ပြီးတော့ရိုက်တဲ့ချိန်ကအရင်မှောင်နေပြီးတော့မိုးတွေကလည်းကြွားနေတာပြီးတော့ရိုက်တဲ့ချိန်ကျတော့တိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေရောနည်းနည်းလေးရောရှင်ခုန်မိပါတယ် ဒီကားလေးကတော့ဒါပရိသတ်ဟိုဒီဟိုကြီးနေကြကားလေးကခွဲထွက်မဲ့ကားမျိုးလေးလို့ထင်ပါတယ်။တကယ်ကိုကြောက်စရာကောင်းတဲ့ horror scene ဟို horror scene တွေလည်းအများကြီးပါတယ်။တကားလုံးမှာတကယ်အာဘောတကားလုံးကိုကြောက်နေရမယ်ပေါ့နော်။ဆိုတော့အာလာကြည့်တင်ပါတယ်လို့အဲ့လိုမိလိုမျိုးတရေကကြိုက်တဲ့သူတွေဆိုလည်းဒါဒီကောင်သဘောကျမှာမင်းဆိုလို့ရှိရင်အဲ့လိုမျိုးတရေကကြိုက်တယ်ပေါ့နော်။တရေကောင်ကမှ horror comedy တစ်ချက် အဲ့လိုမျိုးတကယ်အရန်ကြောက်ရတဲ့ကားမျိုးရဲ့သဘောကျတာဆိုတော့ဒီကားလေးရိုက်တဲ့အချိန်မှာလည်းကိုကိုတိုင်းလည်းပရိသတ်တယောက်အနေနဲ့စပြန်ကြည့်ချင်ပါဘူးရှင်တို့ပြင်ပြတော့ပါဟုတ်ကဲ့ပါမေတို့ဒီပန်ဒိုရာရုပ်ရှင်စကားကလိုဘလ28ရက်နေ့ကျရင်ယုံကြည်မှဖြစ်တဲ့အတွက်အဲလာရောက်ပြီးတော့အပေးပါလို့ပြောချင်ပါတယ်